အလွန်မှအာနေအဲ့ဒီလိုသိအောင်မလုပ်တဲ့အတွက်ကြောင့်မသိဘူးမသိတဲ့အတွက်ကြောင့်လောဘဟာတေချာမှုဖြစ်မယ်လောဘဖြစ်ရင်လောဘကြောင့်ဖြစ်တဲ့ဘဝတွေဟာဆက်ဖြစ်နေတယ်အဲ့လိုဆက်ဖြစ်တဲ့အခါမှာ तू ကဘယ်လောက်ထိတောင် तू ကနားမလည်တာတုံးဆိုတော့နော်အကောင်းဆုံးကို စိတ်ထားတွေက စီးရင်နေတာနော်အသက်ရှိတာတိုးတာဥစ္စာပစ္စည်းပေါ်တာနေပါတာကျမကြီးကောင်းတာမကောင်းတာဒါလူဘဝတစ်ခုတည်းအကြည့်ပြောရင်ပေါ့လေ ဒီဘဝဘုံကြီး33ဘုံလုံးကိုကြည့်ပြောမယ်ဆိုရင်တော့အပေဘုံရှိတယ်လူဘုံနတ်ဘုံမြမဘုံရှိတယ်။ကောင်းတဲ့ဘဝတွေကိုကောင်းတဲ့စိတ်ဓာတ်တွေကနေတစ်ဆင့်ကံတရားတွေကနေတစ်ဆင့်ပို့လိုက်တာ။မကောင်းတဲ့ဘဝတွေကိုမကောင်းတဲ့စိတ်ဓာတ်ကြောင့်ဖြစ်လာတဲ့ကံတရားတွေကနေပို့လိုက်တာလို့အဲ့လောက်လေးတောင်သူကမသိဘူး။အဲ့လောက်လေးတောင်ပြည့်အောင်မလုပ်ဘူး။မလုပ်ရင်သူဘာဖြစ်မလဲ။အပေဘုံရောက်ဖို့အလွန်မှတေးကြတယ်လို့ရှိဘူးနော်။အဲ့ဒါအဆိုးအဝါဆုံးနေမုံမုံပဲ။ ်ပြီနော်ဘုံကနေမုန်းတယ်ဆိုတော့အဓိပ္ပာယ်နှစ်မျိုးပြောမယ်ဆိုတော့အဲ့ဒါကိုပြောတာဟုတ်လားဒါအဆိုးဝါးဆုံးနေမုန်းမှုဟုတ်လားအဲ့တော့ဆက်ပြီးတော့နောက်ထပ်နေမုန်းမှုတစ်ခုပြောဦးမယ်အဲ့ဒီနေမုန်းမှုကဘာတော့ဆိုတော့ဘဝရတာကိုကနေမုန်းမှုပဲဟောဒါကြတော့မြင့်သွားပြီနော်နော်ငရဲတိစံပြိတာအတူတကယ်ဘုံဘဝကိုရောက်သွားတာမှနေမုန်းတာမဟုတ်ဘူးအဲ့ဒါကတော့အရန်ကိုကြမ်းကြမ်းတမ်းတမ်းပူပူလောင်လောင်ဆင်းလင်းရဲနေမုန်းရတဲ့နေမုန်းမှုပဲနော်ဟုတ်လားအခုနေမုန်းမှုကဘာကိုပြောရအောင် ဘဝရတာကိုကနှမွမှုပဲဒါကြောင့်မြတ်စွာဘုရားမြင်တယ်လေဘဝထက်ရအောင်လုပ်နေတဲ့လူဟာလူမိုင်းလို့အဲ့လိုခေါ်တယ်မြတ်စွာဘုရားတော့ကျွတ်တို့ကကိုကိုကိုပညာရှိဟုတ်တယ်သိတယ်လို့ထင်နေတာတကယ်တကယ်ကအဲ့ဒီပေဒဏ်နဲ့တိုင်းလိုက်လို့ရှင်လူမိုင်းရှင်ရင်ထဲမှာဝင်နေတယ်ဘဝရအောင် လုပ်တဲ့လူဟာဘာလို့လူမိုင်းဘာဖြစ်လို့ရတဲ့ဘဝအကောင်းမှမဟုတ်တာ နော်ဆိုကြပါစို့လူဘဝနတ်ဘဝမြမဘဝကိုသူကတိဘဝလို့နာမည်တက်ထားတာတကယ်စင်စစ်ကောင်းလွန်းလို့သူကတိဘဝလို့ပင်ကိုကောင်းမို့လို့သူကတိဘဝလို့ကောင်းတဲ့ဘဝလို့နာမည်တက်ထားတာမဟုတ်ဘူးသူတက်ဆိုးတဲ့ဘဝနဲ့ရှင်ပြီးတော့သူ့ကိုသူကတော့တော်သေးတယ်လို့လို့နာမည်တက်ထားတာအာတကယ်ကသူဟာပါတော့ဇာတိပိစယဇရာမရဏသောကပိဋိဝဒုက္ခဒမနတုပါဒတံပွန်တိဆိုတဲ့ယသော်ဖျက်အနှစ်ချုပ်ကောက်ချက်ဆွဲပေးထားတာပဲလေဘဝရဲ့လို့ဖြစ်လာရင် ဥဟောင်းတဲ့သဘောကြီးစဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့်ဥရလိမ့်မယ်ဟောင်းရလိမ့်မယ်နောင်းရလိမ့်မယ်အဖြစ်ပြီးနဲ့ကြည်ရခက်တဲ့အနေအထားကိုကျွတ်တို့ဘောဟာပတ်ဆင်းရလိမ့်မယ်ဟုတ်လားပြီးရင်နာကျင်ခံခတ်မှုအမျိုးစုံကိုကံအားလျော်စွာခံစားရလိမ့်မယ်ဘောဟာဘောဟာသူများကိုနှိမ့်ဆက်ခြင်းသေးခဲ့တာတွေများရင်တော့အဲ့ဒါနာကျင်ခံခတ်မှုကိုအပြင်းထန်ခံစားရမယ်သူများကိုနှိမ့်ဆက်ခြင်းသေးတာသိမရှိဘူးဆိုရင်တော့နာကျင်ခံခတ်မှုနည်းနည်းနဲ့ပဲဘောဟာခီးကိုအဆုံးတတ်ကြတဲ့လူတွေလည်းရှိတယ်ဟုတ်လား အဲနောက်ဆုံးလုံးဝရှောင်လို့မရတာကတော့ဗာလဲသိခြင်းတရားဒါကြောင့်မြတ်စွာဘုရားဒေသနာတွေအရင်မှစနစ်ကြတယ်တိကြတယ်ဇာတိပစ္စယဇရာမရဏလို့ခေါ်တယ်ဂျာတမဗျာတိထင်မှသာဘူးနော်ဗျာတိကတွေ့တယ်လို့တွေ့တယ်မတွေ့တဲ့လူကလည်းရှာရှာပါပါရှိသေးတယ်ဒါပေမဲ့အနေချင်းလေးကတော့တွေ့တာမှာပဲဒါတိမဖြစ်မနေနော်တွေ့ကိုတွေ့ရမှာအိုရမယ်ပေးရမယ်အဲ့ဒါကိုဘုံဘုံကစိတ်ဝင်စားတယ်ဒီဗျာတိကဘာလို့ကြံနေရတယ်လဲနော်ဇာတိပစ္စယ ဇရာမရဏဟုတ်တယ်နော်အိုးသွားတယ်ဟောင်းသွားတယ်အိုးသွားတယ်ဟောင်းသွားတယ်ဆိုတော့တမျိုးတည်းပဲပြောရင်တေမလို့ပြင်ဆင်းနေတဲ့သဘောပါပဲသူကဟုတ်လားတေမလို့ပြင်နေတာနော်ဖြစ်ပေါ်လာတယ်ဘာလို့ဖြစ်လာလဲတေဖို့ဖြစ်လာလားတေဖို့ဖြစ်လာတယ်တေဖို့ပြင်နေပြီးတော့တေသွားတယ်ဒါကတော့ဘဝရဲ့သမိုင်းအနှစ်ချုပ်ပဲနော်အဲ့ဒီမှာကြားထဲမှာနောက်ထပ်မြတ်စွာဘုရားအသေးစိတ်အကျဉ်းထပ်ပြီးတော့ထည့်တာအေးမသေးခင်မှာ လူတိုင်းတွေ့ရမယ်ဆိုးရတဲ့ယထာဏရင်၅မျိုးဘာတွေတော့တောကပရိဒီဝဒုက္ခဒေါမနတဥပါယာတနော်တောကဆိုတာဆိုးရင်တာပရိဒီဝဆိုတာငိုကြွေးတာဒုက္ခဆိုတာကိုရှင်းရတာဒေါမနတဆိုတာစိတ်ရှင်းရတာဥပါယာတဆိုတာပြင်းစွာပင်ပန်းတာအတဘုံကဘလို့လေးဒီလူတွေရဲ့ခေါင်းထဲမှာအလွန်ရိုးရှင်းတဲ့အသည့်အမြင်လေးဖြစ်ပေါ်သွားစေခြင်းလို့ဆိုတော့ ုဘဝမှာစိုးရိမ်မှုတွေကိုကြုံရတိုင်းကြုံရတိုင်းနော်ငိုစရာတွေကြုံလို့မထိန်နိုင်လို့ငိုချလိုက်ရတဲ့အခါတိုင်းအခါတိုင်းနော်ကိုရှင်ရမှုစိတ်ရှင်ရမှုပြင်းစွာပင်ပန်းမှုတွေကိုကြုံရတိုင်းကြုံရတိုင်းဒါဘသူကြောင့်ဖြစ်တာဘဝကြောင့်ဖြစ်တာဘာကြောင့်ဖြစ်တာညကြောင့်ဖြစ်တာဆိုတဲ့အပေါ်ယံအကြောင်းတရားလောက်ကိုနားလေတဲ့ဉာဏ်ကိုကျော်လွန်စေခြင်းနဲ့ယေရှုဘုရားအဲ့ဒီလောက်လေးသိသိကျင်တာမဟုတ် ူတွေကဘာလို့စိတ်ဆင်းရဲနေတာတော့မင်းတို့ဘာလို့ငုံနေရတာတော့ဘာလို့တောကဖြစ်တာတော့လို့မင်းဟိုးကျမကြီးမကောင်းလို့သူမို့အိမ်တော်ကြီးကအဆင်ပြေလို့စီးပွားရေးကအဆင်ပြေလို့ဆက်ဆံရေးကဘယ်လိုလူတွေကဘယ်လိုထင်တယ်လို့ဘာဖြစ်တယ်ညာဖြစ်တယ်ပြောလို့မဆုံးနိုင်တဲ့အကြောင်းအရာတွေကိုပဲအကြောင်းတရားလို့ထင်တာမှားသလားဆိုတော့မှားပါဘူးဒါကအပေါ်ယံအကြောင်းကြောင့်နော်